စာစစ်ကြမ်းနဲ့စာမေးပွဲကိုဒိုင်းအောင်ဖျက်နဲ့ရှုံးလင်းခဲ့ရတဲ့ဒူလင်ထက်မင်းညာကတော့မြန်မာဖိုင်တာဒူလင်ထက်နဲ့တိုင်းဖိုင်တာဆမ်မီတို့ရဲ့ပွဲကိုကြည့်ရှုခဲ့ကြရတာဖြစ်ပါတယ်။ဒီဖာတာနဲ့ရဲ့ပွဲကတော့ပြည်သက်စင်ဝင်စားမှုရှိခဲ့ကြတဲ့ပွဲလို့ပြောရမှာပါ။ဘာလို့လဲဆိုတော့တိုင်းဖိုင်တာတွေကိုပဲတယောက်ချင်းစီဖြိုချလာခဲ့တဲ့ဒူလင်ထက်ကိုထိုင်းရမွေတိုင်းချန်ပီယံဆမ်မီနဲ့ပွဲတည်ပေးလိုက်တာကြောင့်ဖြစ်ပါတယ်။ ပတ်တောင်ရိုက်ချက်တပေါင်းနဲ့တယောက်ချင်းစီကိုအနိုင်ရယူပြနိုင်ခဲ့တဲ့သူလင်းထန်နဲ့မွေထိုင်းကိုအရေးကြိုးတောက်ချသူချန်ပီယံ3ခုရဲ့ပိုင်းရှင်ဆမ်မီတို့ရဲ့ပွဲမှာတော့အာသာချက်အားနဲ့ချက်ဆိုတာကိုစီနဲ့မို့ဒီပွဲကဘလို့ရလက်ဖြစ်လာမလဲဆိုတာအလုံးကစိတ်ဝင်စားခဲ့ကြတာကတော့အမှန်ပါပဲရှင်။ပညာရပိုင်းအတွေ့အကြုံပိုင်းမှာတော့ဆမ်မီကတားတယ်ဆိုတာပွဲမစခင်တည်းကကြိုတင်ခံမှန်းခဲ့ကြပြီးသားဖြစ်ပါတယ်။ ။ထိုင်းရဲ့ Superstar Rod ထံကတော့ဒီဘွဲမှာဆက်မီနိုင်မယ်လို့တိတိကျပြောဆိုတာကိုလည်းတွေ့ရပါတယ်ရှင်။ဘွဲကစားချင်းပထမပိုင်းမှာတော့တိတ်မတိတာခဲ့ပေမဲ့ Dylan Tech ကအကောင်းဆုံးကစားနိုင်ခဲ့တာကိုတော့သတိထားမိကြမှာပါနော်။အဲ့ဒီလိုနဲ့ဒုတိယအချီမှာတော့အခွင့်အာဏာတော့ Dylan Tech ကျူလိုက်တဲ့ပတ်တရာမြိုင် Channel 2ဆက်မီတယောက်ဖန်တိုင်းရဲ့လက်ကျသွားခဲ့ရပါတယ်။တကုသတိထားမိတာက Dylan Tech ကဒီဘွဲမှာတော့ဆက်မီကိုရှိန်နေတယ်လို့ခန်းစားရပါတယ်။ အရင်ပွဲတွေကလိုမျိုးဒွလင်ထက်တယောက်ရေရဲတင်းတင်းဝင်ကစားတာမျိုးတော့တိတ်ပြီးတော့မတွေ့ရပါဘူး။ဆမ်မီတယောက်အမြင့်ကန်ချက်တွေကိုအကောင်းဆုံးအသုံးချသွားတာကိုလည်းတွေ့ရပါတယ်။ဒုတိယချီမှာတော့ဒွလင်ထက်ရဲ့ပတ်တတောင်ကိုထပ်ဖြက်လာမလားလို့မျှော်လင့်ကြကြပြီးမယ်။ဆမ်မီကတောင်ကိုသတိထားကစားသွားတာကိုတွေ့ရပါတယ်။ပွဲအတွေ့အကြုံတဘာဆိုတာဘာလဲဆိုတာပြသလိုက်ကြပါပဲရှင်။ဒါကြောင့်လည်းပညာတူရင်တောင်တဘာကွာတယ်ဆိုတော့ဆမ်မီတို့ကတက်သေးပါပဲ။ဒွလင်ထက်ကတော့ချန်ပီယံ၃ခုရဲ့ခပတ်ပိုင်းရှင်ဆမ်မီကိုတတိယအချီအထိအခုလိုမျိုးအကောင်းဆုံးရှင်းမြနိုင်တာကိုပဲမဆိုဘူးလို့သတ်မှတ်ရမှာပါ။၃ချီစလုံး ံးမှာဆမ်မီကပဲအသာစီးနဲ့ကောင်တာတွေကိုထိုးတက်နိုင်လာကြောင်းလဲဒိုင်အဆုံဖြတ်နဲ့ဆမ်မီကအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ဒွလင်းထက်ကအရှုံးတွေးခဲ့တဲ့ဆိုပေမဲ့အလက်ထရိုရှုံးတာမဟုတ်သလိုအမှတ်နဲ့ရှုံးတာမှုခံတာပါတယ်။မွေထမ်းဘိုးတော်ကြီးကိုပတ်တောင်ရိုက်ချက်တစ်ချက်ကျွေးလိုက်တာကလည်းတကယ့်ကိုကြီးနက်စရာပါရှင်။ဒွလင်းထက်ကကြော်ပါတယ်ဆမ်မီနဲ့တဘာပညာကွာခြားလာကြောင်းသာအခုလိုမျိုးရလက်ကိုရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မလို့လေသွေးလင်းချက်တောင်နိပြကောင်းကောင်းနဲ့နေစနစ်ပိုင်းမှန်မှန်ကန်ကန်ပြင်ဆင်စူးစမ်းတဲ့နယ်လို့ထင်ပါတယ်။တခုရှိတာကတော့ဆမ်မီကိုအသက်အရွယ်တခုအရတက်လုံကြဆင်းလိမ့်မယ်လို့ထင်ထားခဲ့ကြပေမဲ့ကျမတို့ရဲ့လူသွေးလင်းချက်ကပို့ပြီးတော့ကြနေတာကိုတွေ့ရပါတယ်။စားစစ်ကျန်းတဲ့ဆမ်မီဝဲကြီးကိုခက်ခဲမယ်ဆိုတာသိပေမဲ့အကောင်းဆုံးဖြစ်အောင်ရလက်အစိုးကြီးဖြစ်မနေအောင်စူးစမ်းပြသွားခဲ့တဲ့သွေးလင်းချက်အတွက်ပရိသတ်ကြီးတို့ရဲ့အဖိစကားလေးတွေကိုပြောသွားပေးခဲ့ကြပါအောင်နော်။ဘာပဲဖြစ်ဖြစ်ပါသွေးလင်းထက်တရအောင်နောက်ပွဲဒီမှာအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ပြီးတော့နိုင်ပွဲရလက်ဖော်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။